တိုင်းကြီးမှာတက်လာတဲ့ပါတီတွေတက်လာတဲ့ပါတီတွေကစလာပါပြီဆိုတော့တက်မလို့နဲ့သွေးခွဲပြီးတော့တက်မလို့ကိုတိုက်ခိုက်ပြီးတော့မှခမားတို့နေရာတွေဘာလို့လိုချင်တာလဲဒီပြီးခဲ့တဲ့ဟိုရေဘေးတုံးကပြီးခဲ့တဲ့ရေဘေးတုံးကဟိုဥပုဒ္ဒလဆွေပေါ့သူကကြမ်းခိုင်ပါတီဖြစ်မယ်နော်ဥပုဒ္ဒလဆွေကရေဘေးတုံးကအိမ်ခရံဆာရွက်ဆာတန်းတွေပြက်ကောက်ရတယ်ပြက်ကောက်ရတဲ့အခါကျတော့အဲကြော်စိုးဦးတို့ကြော်မျိုးမင်းတို့ဆိုပေးမှာမဟုတ်ဘူးသူရဲ့ နေနေစီယုံရင်မူလာသူပြောတဲ့ဥစ္စာပါနော်သူကနေသူမလို့ပေးတာဆိုပြီးတော့ပြောတယ်အဲ့ချိန်မှာအဲ့ဒီဦးဘူးလက်လှဆိုကိုကျွန်တော်ဘဝမှာအမုန်းဆုံးလူသားပဲကျွန်တော်သူ့ကိုမျက်နှာကိုကြည့်လို့မရအောင်မုန်းတာသူတက်ခိုင်ပါတီကသူ့ကိုကျွန်တော်ကြည့်လို့မရအောင်တော်တော်မုန်းတာအဲဘာကြောင့်မုန်းတယ်လဲဆိုလို့ချင်းဒီလူကြီးကလူကြီးဖြစ်သွားလို့ရှိရင်ဒီလူကြီးကနိုင်ငံမှာလူကြီးဖြစ်သွားလို့ရှိရင်တော့အဲသူပြောချင်တာတွေပြောတယ် ပြီးတော့ကျွန်တော်ချင်းသူပြောတဲ့သူတွေကသူနဲ့နေမှားတဲ့သူတွေကိုနှိမ်ချပြောဆိုဆက်ဆံပြီးတော့သူနဲ့ပတ်သက်တဲ့လူတွေကိုသာသူကောင်းမွန်ဆက်ဆံတယ်ဆိုတော့အတွေ့အမျိုးကျွန်တော်ကောင်းတဲ့ကိုရောက်သွားရောက်သွားကျွန်တော်ဒီပါတီနိုင်ငံရေးတွေကိုကျွန်တော်စိတ်ဝင်လာခဲ့ဦးဆက်ငင်းငယ်ရေးဖုန်တမှာပြောသားတယ်ဒေါက်တာဒေါ်ညိုညိုသိနော်စစ်မှုထမ်းဥပဒေကိုမရေရွေးကောက်ဝဲကာလာမှာခိတ္တဆိုင်ငံ့ပေးထားဖို့တဲ့ဆိုတော့ဟိုလက်ရှိတက်မလော့ကိုထောက်ခံတာဘာကြောင့်တက်မလော့ထောက်ခံလဲဆိုတော့ကျွန်တော်ကဒီ လာရှိုးပဲလောက်ကင်နေဘက်ကနေပြီးစပြီးတော့တပ်မတော်သားတွေစပြီးကြတယ်တေရတယ်ဒါရနေပြီးစပြီးတော့မှကျွန်တော်တပ်မတော်သားတွေဘက်မှကျွန်တော်ကကြည့်ပြီးတော့ရင်ထဲမကောင်းပြီးတော့စိတ်ရင်ထဲမကောင်းဖြစ်ပြီးတော့ကျွန်တော်တပ်မတော်ဘက်ကနေပြီးတော့မှရက်တည်ပြီးတော့ပျော်ပေးနေတာတွေဖြစ်လာတယ်နော်တပ်မတော်ဘက်ကရက်တည်ပေးလာတာဖြစ်လာပထမတပ်မတော်ဘက်လည်းမရက်တည်ဘူးအဲလိုဒီအစိုးရအလဲဒီဘက်တွေလည်းကျွန်တော်မရက်တည်ဘူးဘယ်ဘက်မှကျွန်တော်မရက်တည်ဘူးကျွန်မကြောင့် AC ပဲနဲ့ကိုလို့ကိုလို့ဒါမဲ့အဲ့ဒီချိန်ရဆပြီးကျွန်တော်တက်မလောက်ဘက်ကရဲရဲမုံမုံပြက်ပြက်သားသားရက်တည်လာတယ် ဒါပေမဲ့ဒေါက်တာဒေါညညိုသိဒေါညညိုသိပေါ့ LRD လက်ထက်ကတော်တော်ကိုးစားလဲထင်းနေ။နော်သူပြောသွားတဲ့ကိစ္စကဒီမဲရွေးကောက်ပွဲလုပ်ဖို့တော့ကိုစစ်မှုထမ်းဥပဒေခဏဒါယာယီရက်ဆိုင်ပေးထားရမယ်ဆိုတော့အဲ့တော့ခမားတို့တီးဖို့နိုင်ငံရေးသမားဆိုတဲ့ခမားတီးဖို့ကိုကျွန်တော်ပြောပြမယ်နော်။လာဆိုတစ်ချောင်းလုံးဒီကြောင်ပဲတီးဖို့နောင်ချိုးနောက်ဆုံးမိုးကုတ်မထရာဘက်ကိုတိမ့်တော့လား6လမကြာဘူး။တီးလား။နော်။ တက်နော်သားတွေဘဝတွေပြတ်ကြတယ်သွေးမြေတွေကျကြတယ်နော်ပြည်သူလူထုတွေသွေးမြေတွေကျကြတယ်နော်ဘဝတွေပြတ်ကြတယ်အဲ့ဒါဘာဖြစ်လို့ဆိုတော့တက်မတော်ရဲ့နော်တောင်းနေခိုင်မာမှု အာ ရော့ပါလာတဲ့အချိန်မျိုးမှာတိုင်းမျိုးကစင်ငယ်ရဖြစ်တယ်အခု6လအနာပေးရမယ်ဆိုတော့ခမရတော့မရေရောက်ောက်ပွဲယူဖို့ဒီပြည်သူစစ်ဥပဒေကို6လအနာပေးရမယ်ဆိုတော့ရန်သူကိုခမရအောင်ဝေးခိုင်းတာလားဒါမှမဟုတ် ရန်သူဘက်ကိုတက်တက်ခင်ဗျားတို့လှုပ်ကြံပြီးပြောပေးတာလားဒို့သီးမို့တိုင်းပြည်ဖြတ်မှတ်လူတွေဘက်ကိုခင်ဗျားအကာအကွယ်လှုပ်တာလားဒါပေါ်တော့ခင်ဗျားတို့စဉ်းစားတတ်ဖို့လိုလာပြီနော်နောက်တစ်ခုကျွန်တော်ဒါကျွန်တော်အရင်ဆုံးအားကိုးမိတဲ့ပါတီကတော့မှန်တိုင်းပြောပြီးသုံးလုံးပါတီကိုကျွန်တော်မျက်လုံးထဲမှာသွားမြင်တယ်နိုင်ငံတော်တဲမဲ့ဦးဆောင်မဲ့ဒီပါတီဆိုလို့ရှိရင်တော့တော်တော်ကောင်းပါပဲဆိုပြီးတော့ကျွန်တော်ဒါပြီးသုံးလုံးပါတီကိုဆက်လက်ပြီးတော့ကြည့်စောင့်ကြည့်လာတာတော်တော်ကြားတယ် တော်တော်ကြားတယ်ဒေါ်သက်ခိုင်လှူရှားမှုတွေကြည့်ပြီးတော့မှသဘောတွေကြားပြီးကျွန်တော်မှအဲဒါသူပါတီရဲ့လှူရှားမှုတိုင်းကိုကျွန်တော်သူ့ရဲ့အဲဆက်လက်စောင့်ကြည့်တယ်ဒီ reset ဒေါ်သက်ခိုင်ဆိုတော့အဲဟိုနေတက်တော့အကောင့်မှာเนาะကျွန်တော်လည်းတော့မှ fact ဖြစ်တာတယ်နောက်အဲ့ဒီမှာပဲကျွန်တော်တွေးလိုက်ရတာကဒေါ်သက်ခိုင်ပါတီကလူငယ်ရေးရဆိုတဲ့တယောက်ကစစ်မှုထမ်းဥပဒေကိုပွင့်လင်းမြင်သာစွာဆောင်ရွက်မှုကအားနည်းနေတဲ့အတွက်တကြောင်တကာတာတရွာတပုတ်ဆန်းဆိုလို့ဖြစ်နေတဲ့အတွက် ဲ့ဒါကြောင့်ပြည်သူစစ်မှုရန်ဥပဒေကိုပြဋ္ဌာန်းခဲ့တဲ့အချိန်ကအချိန်ကောင်းဟုတ်မဟုတ်ဆိုတာနဲ့ပြည်သူစစ်မှုရန်ဥပဒေတွေကြောင့်လူငယ်အများစုကမိသားစုနဲ့အတူနေထိုင်ခွင့်မရတော့ဘဲနဲ့ကိုယ်ရှင်တန်မွေးဖွားကြီးပြင်းခဲ့တဲ့ဇာတိမျိုးရွာတွေကိုစွန့်ခွာပြီးတော့ပြည်ရင်းပြည်ပကိုရွှေ့ပြောင်းနေထိုင်နေကြရပါတယ်အဲ့ဒါကြောင့်ကစစ်မှုရန်ဥပဒေပြဋ္ဌာန်းတယ်ဆိုတာအခွင့်အကောင်းဟုတ်ပါရဲ့လားဟမ်ပြီးတဲ့အခါကျတော့ဘာဖြစ်လဲလူငယ်တွေနဲ့မိဘတွေညီကောင်မတွေခွဲပြီးတဲ့စစ်မှုရန်ဥပဒေကြောင်းဆိုတဲ့ စစ်မှုထမ်းဥပဒေကိုပဲတည်ပြီးတော့ပါတီနိုင်ငံကြီးတွေကပြောလာကြမဲဆွဲတာလားဒုံသီးမို့သူတို့အထင်ကြီးအောင်ပြောတာလားအမှန်တကယ်ကတော့အလယ်ရီလက်ထက်မှာလည်းပဲတမ်လော်နဲ့ဒါဆက်ဆက်မှုအားဝေးကွာသွားပြီးတော့နပိုင်းမှာအခုလိုတွေပြဿနာကြီးဖြစ်လာ နောက်ထပ်ကျွန်တော်တို့နိုင်ငံကြီးကိုအဲ့လိုစစ်ဘေးတဲ့ကိုစွဲထည့်ဖို့အတွက်ကိုတော့ခင်ဗျားတို့ဒါတော်တော်ကြီးကိုပြည်သူတွေအုံနောက်ညံပြည်စုံမှရမယ်လို့ကျွန်တော်နေပြောချင်တယ်เนาะအဲ့တော့ဒီပြည်သုံးလုံးပါစီရလဲပဲဘာဖြစ်လဲ ကျွန်တော်ပထမတော့အာဒါအားကိုးတကြီးနဲ့ကျွန်တော်တော့မှဒီအဲ့ဒီအကောင့်အနေနဲ့မှကျွန်တော်ဖုန်းနံပါတ်တောင်းတောင်းဖုန်းဆက်ဘူးတယ်ဒါပေမဲ့ဒီတကယ်တကယ်လဲကြာကြာဒီတရက်နဲ့ငါးလပိုင်းရလားမသိဘူးเนาะသူတို့အဲ့မှာချင်းလင်းဝတ်တုတ်တဲ့အခါလဲကြာလဲကြာပါအဲ့မှာတော့ဟာဒီလူသေးတာတက်ရင်တိုင်းကြီးမကြဘူးခဏောက်ပြက်စီးမှထိတ်ကြတယ်ကျွန်တော်ကမဲရလာမယ်ဆိုလို့ဒီနေ့ ကဲအလားအလုတ်သမားတွေအခုရနေတယ်ဆိုတာအာဆီယံလာစားတော့မမီတဲ့ဥစ္စာဟလားအမတ်တက်နှမျောဖို့ကောင်းပါလေအမတ်တက်သနာဖို့ကောင်းပါလေတဲ့အဲ့ဒီဘွားကြီးလည်းတက်လဲတက်လာအဲ့ဒီအလုတ်သမားတွေအကုန်ဆုတ်ပြတ်တက်တာပဲဒီတိုင်းပဲဒီတိုင်းပဲဖြစ်တာပဲဒီလိုစကားတွေအရင်ကောင်းကောင်းကြီးပြောလာပြီဆိုလို့ချင်းတက်မလို့ကောင်းကောင်းနှိမ်ချဆက်ဆက်လာပြီဆိုအဲ့ပါတီတွေကိုခင်ဗျားတို့အကုန်လုံးခေါင်းထဲမှာထည့်တာခင်ဗျားတို့အတွက် NDA ကြီးပဲဆိုတော့ဒါကိုကျွန်တော်ပြောချင်တယ်နောက်ဘူးတဲလာဆိုရင်အကြောင်းကိုစောစောပြောတဲ့စကားနဲ့ပြန်ဆက်ရမယ် ဥပုလက်လာဆွေရဲ့တဲအနေတက်ဒီကန်အကောင့်မှာရောဥပုလက်လာဆွေပြောတော့တဲ့စကားတွေကိုကျွန်တော်ထပ်ပြောပြအောင်မယ်နော်တန်းလောကရခင်ကစစ်တီအင်အားမရှိလို့ကြာရှုံးလာအောင်တွေ့ရတယ်နော်နောက်တခါအခုစစ်မှုတန်းဥပဒေတည်သူစစ်မှုတန်းဥပဒေကြောင့်အခုအပတ်စ်15လောက်ရောက်လာတဲ့အချိန်မှာစစ်ကိုရက်တန့်ထားနိုင်နေတယ်ရက်နာနိုင်တော့မှန်ကန်နေလေမှန်ကန်နေမှန်ကန်နေအခုကျွန်တော်တို့က ဆက်လက်ပြီးတော့ဒီစေဘုဒ္ဓံဥဒ္ဓမတက်မှာကျွန်တော်တို့နိုင်ငံမှာရှိနေပြည်သူတွေတည့်ရလုံးအေးချမ်းမှာဒီဒေါ်ညညိုသင်းဆိုတဲ့အမျိုးသမီးကြောင့်ဟာလာဘသူတွေရအေးချမ်းမှာလဲအာစေဘုဒ္ဓံဥဒ္ဓေစေဘုဒ္ဓံဥဒ္ဓေမလို့သာကြောက်လာတော့ तू ကအမနာမကောင်းကြီးပဲ तू ကတာမျိုးပြပြီးတော့စကားသုံးလုံးသားလဲရက်ွက်စရိုက်မျိုးနဲ့သုံးလုံးသားလဲကျွန်တော်ဒါတချို့ဟာကြမပြောချင်လို့ပြမပြောတော့တဲ့အနေအထားမျိုးရှိတယ်နော်အဲ့တော့အဲ့ဒီချိန်မှာကျွန်တော်ဥပုလက်လဆွေကိုဘယ်နေရာမှာသွားသဘောကြလဲ तू တယ်လီဂရမ်အကောင့်မှာသူတို့ပါတီတာ အာနာရရှိခဲ့နံပါတ်1သူလုံမှန်ကပါလေဒီတောင်းညံသူတွေအကျန်းဖက်တွေကိုစခန်းတွေကိုအမြင့်ဖြတ်ရှင်းမယ်အဲ့တခုလည်းနဲ့ခင်ဗျားတို့တန်ပြီခင်ဗျားတို့တန်ပြီနော်ကျွန်တော်ကတက်ငယ်ပါဒီတွေဘယ်ဟာတွေညာတွေပြောတာမဟုတ်ဘူးအဲ့တခုလည်းနဲ့တန်ပြီညောင်းတိုင်းကြီးကိုတခဲချင်းအဲ့ဒီလိုပြတ်သားတဲ့လူမျိုးကိုခင်ဗျားတို့ထောက်ခံမယ် ကျွန်တော်ကမကောင်းဘူးမကြိုက်တာတော့မကြိုက်ဘူးပြောတယ်ကြိုက်ရင်ကျွန်တော်တို့ကကြိုက်တယ်လို့ပြောရမယ်နော်တကယ်တော့လုံးဆောင်မင်းကြက်ငယ်ပါဒီခင်ဗျားတက်လို့တကယ်တော့ဒီအများကြီးမပြောဘူးနော်ဒီအကျန်းဖက်ဆိုတဲ့ဒူးအကုန်လုံးကိုရှင်းနိုင်မှဆိုကျွန်တော်တသက်လုံးထိခင်ဗျားတို့ကြက်ခံရင်မထောက်ခံသွားမှာတိလားဘာဖြစ်လို့ဆိုအမျိုးဘာသာတာသနာတော့ကိုကျွန်တော်တို့ထောက်ခံသွားမှာမျိုးဘာသာတာသနာတော့ကိုထောက်ခံသွားမှာတေးသေးချာချာပဲအဲ့တော့ကျွန်တော်ပြောချင်တာက တိုင်းကြီးမှာတက်လာတဲ့ပါတီတွေတက်လာတဲ့ပါတီတွေကစလာသွားပြီးဆိုတော့တက်မလို့နဲ့သွေးခွဲပြီးတော့တက်မလို့ကိုတိုက်ခိုက်ပြီးတော့မှခမရတို့နေရနေဘာလို့လိုချင်တာလဲတက်မလို့နဲ့လက်တွဲပြီးတိုင်းကြီးကိုအေးချောင်းလှုပ်ဆောင်နိုင်ဖို့တော့ခမရတို့မှအရေးချင်းမရှိဘူးလားစစ်မှုထမ်းဦးတွေစစ်မှုထမ်းဦးတွေစစ်မှုထမ်းဦးတွေကလိုအပ်လို့ပြဋ္ဌာန်းလို့ရှင်လွတ်တော်ကြောင်းမှာပဲဖြတ်သိမ်းရမှာလို့လွတ်တော်ကြောင်းမှာပဲဆိုလွတ်တော်တွေမလို့တက်မလို့နိုင်ငံတော်စပြီးတော့ လွတ်လပ်ရေးရံပါပြီဆိုတော့ဘိုးကျုံအောင်ဆန်းတော်မှာခင်ဗျားတို့ပြောထားတဲ့စကားဘာလဲခင်ဗျားတို့သိတယ်ခင်ဗျားတို့ပညာတတ်တယ်နော်စေမှုနဲ့ဥစ္စာနှစ်နှစ်တန်ဒီနှစ်နှစ်သုံးနှစ်တန်ဒီသုံးနှစ်တိုက်ချင်းတိုက်ချင်းမတိုက်ချင်းမတိုက်ချင်းထင်းမှုသာစေမှုကိုထမ်းဆောင်ရမှာပဲလို့ခင်ဗျားပြောပြီးသားပဲဒါဟုတ်တယ်ပဲနော်အဲ့တော့ခင်ဗျားတို့ကျွန်တော်ပြောချင်တယ်တိုင်းပြည်ကိုငြိမ်းချမ်းဖို့အတွက်ကျွန်တော်တို့ပြည်သူလူထုတရက်လုံးကနော်တန်းခိုက်ရုံမဲဆွယ်ပေးတာတော့မဟုတ်ဘူးကသူတို့ရဲ့လုံဆောင်ချက်ကသူတို့ရဲ့ဟာကကျွန်တော်မှန်ကန်တယ်လို့ပြောချင်တယ် ။ညောင်မဲပေးမမောင်းလို့ပဲပြောချင်တယ်။အားလုံးကြမ်းပါပါစေဗျာ။